မိခင်ဖြစ်သူဒေါခင်တန်းဝင်းရဲ့နာယီရဲလဲကုံမိခင်ကြီးရဲ့အတိမိတ်ဆွေအနေငယ်နဲ့သာအေးချမ်းစွာဆုံးကတ်ကုသိုလ်ပြုလုပ်ခဲ့တဲ့ဆိုတဲ့တရုတ်ဆောင်ရီရီပွင့်ဖြူမင်္ဂလာပါပရိသတ်ကြီးရဲ့တခိတခါခါအမှုပညာလောကမှာဇပိုးဇယံတရားအနေနဲ့နှစ်ပေါင်းများစွာရည်တည်လာခဲ့တဲ့တရုတ်ဆောင်ဒေါခင်တန်းဝင်းကတော့ပြီးခဲ့တဲ့မေလ24ရက်နေ့ကသူမနေထိုင်ရာတိုက်ခန်းမှာသွေးလိုယောဂနဲ့ရုပ်တရက်ကွဲလွန်သွားခဲ့ရတာပဲဖြစ်ပါတယ်။တရုတ်ဆောင်ဒေါခင်တန်းဝင်းဟာကွဲလွန်ချိန်မှာအသက်68နှစ်ရှိနေပြီဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့တမိနှစ်ယောက်နဲ့မြင်းနှစ်ယောက်ကြန့်ရှိခဲ့တာလည်းဖြစ်ပါတယ်။တရုတ်ဆောင်ဒေါခင်တန်ဝင်းရဲ့နာရီကိုတော့မိသားစုဝင်များနဲ့ခင်မင်ရတဲ့မိတ်ဆွေတချို့နဲ့သာအချင်းယုံပြုလုပ်ခဲ့တာဖြစ်ပြီးဒီကနေ့မေလ30ရက်နေ့ကတော့တရုတ်ဆောင်ဒေါခင်တန်ဝင်းကွယ်လွန်လာရက်လည်သွားတဲ့နေ့လည်းဖြစ်ပါတယ်။တရုတ်ဆောင်ရီရီပွင့်ဖြူကမိခင်ဖြစ်သူဒေါခင်တန်ဝင်းရဲ့ရက်လည်နေ့လေးမှာလည်းမိခင်ကြီးရဲ့အရင်နှီးဆုံးမိတ်ဆွေတငယ်ချင်းအနေငယ်ကိုသာဖိတ်ကြားခဲ့ပြီးစွန်ပြင်းရက်လေပွဲလေးကိုအေးအေးချမ်းချမ်းနဲ့သာပြုလုပ်ပေးခဲ့ကောင် ီးခင်ကြီးကောင်းရမွန်ရဘဝကိုရောက်ရှိစေဖို့အတွက်ဆုတောင်းမေတ္တာပို့သပေးခဲ့တာလည်းဖြစ်ပါတယ်။တရုတ်ဆောင်ရီရီပွင့်ဖြူကအမေရဲ့ရက်လည်နေလေးပါ။အစအစအရာရာကုညီဖေးမှချတဲ့မိတ်ဆွေတငယ်ချင်းများအားလုံးကိုကျန်ရစ်သူမိသားစုမှကျေးဇူးတင်ပါတယ်နော်ဟုဆိုကောင်း။သူမရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေရက်လည်ဆွန်ကြီးပွဲကျင်းပနေတဲ့ပုံရိပ်လေးတွေနဲ့တကွာချပြလာခဲ့တာပဲဖြစ်ပါတယ်။တရုတ်ဆောင်ရီရီပွင့်ဖြူကတော့အင်အောင်ကြပြီးနောက်ပိုင်းမှာမိခင်ဖြစ်သူနဲ့အတူတူမနေတော့ပဲ။ ကိုပိုင်အိမ်တီးတန့်နဲ့ခွဲနေခဲ့တာဖြစ်ပြီးခင်မွန်ဖြစ်သူနဲ့အတူတူ social influencer တယောက်အနေနဲ့ရက်တိလာခဲ့တာလည်းဖြစ်ပါတယ်တေယောဆောင်ဒေါခင်တန်ဝင်းဟာသူမရဲ့နေအိမ်တိုက်ခန်းမှာတယောက်တည်းနေထိုင်သူဖြစ်တာကြောင့်ကွယ်လွန်ချိန်မှာမိသားစုဝင်တယောက်မှမသိလိုက်ပဲတယောက်တည်းကွယ်လွန်ခဲ့တဲ့ဆိုတဲ့သတင်းနေကြောင်းလေတေယောဆောင်ရီပွင့်ဖြူအနေနဲ့စိတ်ဆင်းရဲဝမ်းနည်းခဲ့ရတာလည်းဖြစ်ပါတယ်ဒီသတင်းတွေနဲ့ပတ်သက်ပြီးသူမအနေနဲ့သူမဘဝရဲ့အအောင်မြင်ဆုံးအချိန်ကိုရောက်ရှိနေတာကြောင့် အခုလိုတိုက်ခိုက်ခံရတာတွေဖြစ်ကြောင်းသူမရဲ့လူမှုကွန်ရက်ဆောင်မျက်နှာကနေပြန်လည်ဖြေရှင်းပြောပြထားတာလည်းဖြစ်ပါတယ်။တရုတ်ဆောင်ရီရီပွင့်ဖြူရဲ့မိခင်ကြီးဒေါခင်တန်ဝင်းတယောက်လည်းကောင်းရမွန်ရဘဝကိုရောက်ရှိပါစေလို့ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်ရှင်။